အလုံးမဲမင်္ဂလာရှိတဲ့တောက်ကြနေနေ့ရက်လေးကနေပြန်လဲကြူစုလိုက်ပါရဲအဲ့တော့ကျွန်တော်မနေ့ကတော့ဒါမီးချင်နေကြောင့်ဗီဒီယိုလေးမရိုက်ဖြစ်ခဲ့ဘူးခံပြန်လေးနောက်ဆုံးညမှာတော့ဒါကျွန်တော်ရွေးချယ်ပေးထားတဲ့နှစ်သိန်းနဲ့မောင်းကတကက်ကတော့ပြပြဝဝညကိုတို့အတွက်အဆင်ပြေသွားခဲ့တယ် Telegram Free Channel Joiner ရဲ့ညကိုတွေကတော့နှစ်သိန်းနဲ့မောင်းကကိုနောက်တူးတသိန်းနေနဲ့ကျွန်တော်ကတော့ Inner Goal လေးရွေးချယ်ပေးခဲ့တယ်အဲ့တော့ Telegram Free Channel Joiner ရဲ့ညကိုတွေသည်၄သိန်းမောင်းအပြည့်အောင်ခဲ့တယ် TikTok ညကိုတွေကတော့နှစ်သိန်းနဲ့မောင်းကို သုံးသိန်းကိုဒါအပြည့်အောင်ကြတယ်ဗောနော်ဟုတ်ပြီအဲ့တော့ဒီနေ့တောက်ကြနေညမှာလဲကျွန်တော်ကတော့စိတ်ကြိုက်နှစ်ပွဲကိုရွေးချယ်ပြီးမယ်ထပ်ပြီးတော့ကျွန်တော်နောက်ထပ်ဗီဒီယိုအနေနဲ့ကကျွန်တော်သုံးသိန်းပေါင်းတကထပ်ရွေးချယ်ပြီးမယ်ပြီးတော့လဲ Telegram free channel လေး join တော့ဒီကိုတို့ကို promote လုပ်ပြောချင်ပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့မြန်မာသံတော်ချိန်2:15မှာကစားမယ်ပီဇာနဲ့ Chromini ပွဲလေးကိုလိုလိုချင်းလေးသုံးသပ်ပေးခြင်းနဲ့ပီဇာသီး level 50 body ဈေးနဲ့ပေးထားပြီးတော့ဂိုးပေါင်းဈေးနဲ့မှာနှလုံးအနှုတ်20ဂိုးပေါင်းဈေးနဲ့ကိုပေးထားတာကျွန်တော်တို့မြင်ရတယ် ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဟတ်တူဟတ် analysis လေးတစ်ချက်လောက် ျွန်တော်လည်းလိုက်ကြည့်လိုက်အောင်ဟတ်တူရဲ့တွဲဆောင်ထားတဲ့ဇီဒန်လေးကျော်ကြည့်မယ်ဆိုပီဇာဒီခရိုမိုနီကိုဒါပီဇာရဲ့အိမ်ဝင်းမှာတော့လေဗင်50ဘောဒီဇီဒန်ပြီးထားပြီးတော့2-1ဆိုပြီးရလက်လေးနဲ့အနိုင်ရရှိအောင်ကစားခဲ့တဲ့ခရိုမိုနီရဲ့အိမ်ဝင်းမှာလည်းခရိုမိုနီကဒါပီဇာကိုလေဗင်50ဘောဒီဇီဒန်ပြီးထားပြီးတော့1-3ဆိုပြီးရလက်လေးနဲ့ပီဇာကိုရှုံးနစ်ခဲ့အဲ့တော့ကျွန်တော်2024-2025အိမ်ဝင်းဝေးဝင်းကစားခဲ့တဲ့ဒါ current form လေးကျွန်တော်ကြည့်မယ်ဆိုပီဇာကခရိုမိုနီကိုဒါနှစ်ပွဲလုံးပေါ့နော်ဒါအိမ်ဝင်းဝေးဝင်းအသာကြီးရအောင်ကစားထားတဲ့ ပြီးတော့ဒီနှစ်သိန်းရဲ့တွဲဆောင်တိုင်းမှာလည်းအပြန်အလှန်ကိုးသွင်းထားတာတွေရှိရတဲ့အတိုင်းဘာဖြစ်လို့ကျေးပွင့်တဲ့ဘုတ်ကီတွေဒီနှလုံးနှုတ်20ကိုပေါင်းဈေးနှုန်းကိုဖွင့်ထားတာလဲဒါကျွန်တော်တို့ တန်မြတ်မြင်စရာလေးတော့ဖြစ်တယ်ပေါ့နော်ဒီနှစ်သင်းရဲ့အီတလီ Serie A မှာဒါလက်ရှိဖြစ်နေတဲ့ current form လို့ကြည့်အောင်လက်ရှိဖြစ်နေတဲ့ current form မှာဆိုရင်ဒါကျွန်တော် Cromoni သည်အဆင့်30မှာရှိတယ် Pisa သည်အဆင့်19ညမှာရှိတယ်အဲ့တော့ current form ချင်းအဆင့်တန်းချင်းရှိရင်တော့ Cromoni ကပိုပြီးတော့အဆင့်30ဆိုတော့ဒါမစိုးတဲ့ရလက်လေးလို့ကျွန်တော်ပြောလို့ရတယ်ဒါပေမဲ့အိမ်ဝင်းဝင်း current form ကိုကြည့်မယ်ဆိုရင်လည်းဒါ Pisa သည်၅ဘွက်ကစားထားပြီးတော့9ဘွက်လုံးဝမရှိထားအသေးတဲ့အသင်းပြီးတော့လေရန်ပေးကူးအနေနဲ့ နှစ်ကိုပဲပေးထားတယ်ပီဇာရဲ့တိုက်စစ်ကရာကိုတကူမှမရှိတာဘူးဆိုတော့ဘသူမှကြည့်ကြည့်ပီဇာသည်အိမ်ဝင်ကာရုံဖို့မကောင်းတာကိုကျွန်တော်တို့မြင်ရလိမ့်မယ်အဲ့လိုမျိုးလေးပဲကျွန်တော်တို့တွေးလိမ့်မယ်ဟုတ်ပြီအဝေးဝင်းဖြစ်တဲ့ခရိုမိုနီခရိုမိုနီကတော့အဝေးကွင်းမှာဆိုကျွန်တော်ငါးဘွက်ကစားထားပြီးသွားပြီ တို့နှစ်ပွဲနိုင်နှစ်ပွဲတည်းရတပွဲချုံရလက်လေးမစိုးဘူးနော်ဒီရလက်လေးကောင်းတယ်ရကူးနေနဲ့6ကိုပေးကူးနေနဲ့6ကိုအဲ့တော့ဂိုးရရှိမှုနှုံးကလည်းတပွဲကိုတကူးထိတွင်းထားနိုင်လို့ခန့်စစ်ရဲ့ပေးကူးနှုံးကလည်းတကူးကိုတပွဲကိုတကူးနှုံးထိတာကျွန်တော်တို့ပေးထားတဲ့ခရုံကိုဒီလိုအချိန်မှာကျွန်တော်တို့ အင်ဝင်အားသာချက်တစ်ခုတည်းနဲ့ဒီကျွန်တော်တို့တန်တက်ပီဇာကဒီကျွန်တော် body ဈေးကို level 50ပေးထားတဲ့ဆိုပေမဲ့ပီဇာစီလုံးဝကိုအင်ဝင်တိုက်စစ်ကကိုရရှိအောင်မစွမ်းဆောင်နိုင်ဘူးပြီးတော့လေနိုင်ပွဲလည်းမရရှိသေးဘူးဆိုတော့ နည်းနည်းတော့ကျွန်တော်တို့စဉ်းစားကြရပါမယ်ကို something တော့ something ပဲတကယ်ဆိုအမှန်ဆိုရင်ဒီ chromoni ရဲ့အခုလက်ရှိအဝေးဝန်း current fault ခြေစွမ်းခြေစားအခုလက်ရှိဒါကျွန်တော် Italy City A ရဲ့အမတ်ပေးလီရဲ့ရက်တည်နေတဲ့အနေထားရကြည့်မယ်ဆို chromoni storm ဒါပြန်ပြီးတော့ body size အဲ level 20 level 30ပေးလို့ရတဲ့အနေထားမှာ chromoni စီ body size မှာပေးရခဲ့တာကျွန်တော်တို့တွေ့ရမယ်ပြိုင်ပွဲဆို၅ဘုတ်ကစားတာကျွန်တော်ကြည့်မယ်ဆို pizza စီ torino ကိုတူတူတည်ကြအောင်ကစားရတယ်ပြီးတော့လည်းဒါ lazio စီတည်ကြအောင်ကစားရတယ် AC Milan တူတူတည်ကြအောင် ကစားရတယ်ဒီအချက်လေးကိုကြည့်ကြရမယ်ပီဇာဒီ၃ဝက်သတိုက်ရီတရေကြောက်အောင်ကစားရတယ်ဒီကျွန်တော်တို့ AC Milan လို့ Lazio လို့ Torino ဆိုတာလေဒါ Italy Serie A မှာလုံးဝဟိုတာအသင်းကြီးကဲ့သို့ပေါ့နော်အမြဲတမ်းကျွန်တော်တို့တွေ့နေရတဲ့အသင်းတွေကိုအရှုံးမပေးဘဲနဲ့တရေကြောက်အောင်ကစားရတယ်ဆိုတော့ပီဇာဒီ Current Fort ဒါမစိုးဘူးအခုလက်ရှိ Current Fort ၃ဝက်လို့ဒါမစိုးတဲ့ရလက်လို့ကျွန်တော်တို့ပြောလို့ရတယ်ပြီးတော့လည်းပြိုင်ဝဲဆုံး၅ဝက်ကစားထားတဲ့အချိန်မှာဆိုပီဇာဒီ၃ဝက် အောက်ကြီးအောက်သေးအနိုင်ရရှိအောင်ကစားရတဲ့တပွဲတည်ကြတာပြီးတော့တပွဲရှုံးနေတာကျွန်တော်မြင်ရတယ်ပြီးတော့လေပီသားရဲ့အိမ်ဝင်ကာရန်ဖောက်ကျွန်တော်ကြည့်မယ်ပီသားရဲ့အိမ်ဝင်ကာရန်ဖောက်မှာတပွဲမှာ brother တို့ဂိုးမရရှိသေးဘူးဆိုတော့ပီသားသင်းနေတဲ့ဒီနေ့သူ့ရဲ့အိမ်ဝင် presentation မှာ the criminal ကိုဒါဂိုးများတွန်းနိုင်မလား ပီဇာရဲ့တိုက်စစ်တွေဘိုးများရနိုင်မလားဆိုတော့ကျွန်တော်တို့ဒီနေ့မှာမျော်လင့်ကောင်းမျော်လင့်လို့ရတယ်လို့ကျွန်တော်ပြောချင်တယ်ဟုတ်ပြီကျွန်တော်တို့တစ်ဖက်ကကျွန်တော်တို့ဒီခရိုမနီကိုကြည့်မယ်အဲခရိုမနီကတော့အခုလက်ရှိဒါကျွန်တော်၅ဝက်ကစားထားပြီးသွားပြီ၅ဝက်ကစားထားတဲ့ချိန်မှာဆိုကျွန်တော်တို့အဲ၃ဝက်နိုင်ရရှိတာတယ်တပွဲတကြီးတပွဲရှုံးတာကျွန်တော်မြင်ရတဲ့ခရိုမနီဒီဂျူမီတာ1ဒီနဲ့1 2နဲ့ရှုံးနေတာတယ်ပြီးတော့ကျွန်တော်တို့ဒါဂျီနွာလို့အသစ်နောက်တန်းကောင်းတဲ့သင်ဖိမ့်ဆုံးပါတဲ့သင်ကိုခရိုမနီစီအဝေးကနေနှစ်ကိုးတိရောက်အောင်တွင်းနိုင်တယ်ပြီးတော့အတလနာ1 1ကျွန်တော်တို့ဦးလေးနေ1 1 ်တေကြောင့်ကစားထားတဲ့ Inter Milan 141ဆိုပြီးရလက်နဲ့ရှုံးနေတာအဲ့တော့ဒီနှစ်သင်းလုံးကအခုလက်ရှိ Chromino ဒီလဲ Karan Fault တိုင်း Brother တို့မစိုးဘူးအဝေးကွင်းတိုင်းအဝေးကွင်းတိုင်းမှာသူ့အနေနဲ့ဂိုးတွေရရှိနိုင်အောင်ကစားနိုင်တာကျွန်တော်တွေ့ရတယ်အဲ့တော့ဘသူပွဲကြီးကြီး Pizza နဲ့ Chromini ပွဲမှာအကုန်လုံးက chromonic ကိုပို့ပြီးတော့မျက်စိကြအောင်ကြာနေလိမ့်မယ်မျက်စိပို့ပြီးတော့ကြအောင်ကြာမှာဗျာ chromonic ရဲ့ဒါကျွန်တော်တို့အဝေးဝန်းဂိုးသွင်းရတယ်လက်ရှိ chromonic ရဲ့အမှတ်ပေးစရာတွေ chromonic ရဲ့ဒါအဝေးဝန်း current fault တွေကြောင့် chromonic ကိုဒါကျွန်တော်တို့ထိုးစားတော်တော်များများမျက်စိကြအောင်ကြာနေလိမ့်မယ်ဒါပေမဲ့ကျွန်တော်ကခုနတစ်ချက်လေးနဲ့ပဲကျွန်တော်တွေးလိုက်တယ် current fault လေးကောင်းနေရဲ့ဒါနဲ့ဘာဖြစ်လို့ဒီ pizza ဒီအဝေးကနေ level 20 body zero မပေးခဲ့တာလဲ ဒါလေးကိုကျွန်တော်ပြန်စဉ်းစားမယ်ပြီးတော့လေဒီနှစ်သိန်းတွဲဆုံမှုတိုင်းမှာဒီပီဇာကနေပြီးတော့ခရိုမနီကိုပို့ပြီးတော့အနံ့ရရှိနေတာလေးကိုကျွန်တော်မြန်အတွက်ကြောင့်မို့ကျွန်တော်ကတော့ဘိုကီအထင်ကြီးနေတဲ့ပီဇာကိုပဲကျွန်တော်တို့နေခြင်းနဲ့အဲ့တော့ကျွန်တော်ရဲ့စိတ်ချတပွဲကောင်ရွေးချယ်ပြီးပါဆိုတော့ကျွန်တော်ကတော့အီတလီစီးရီးပွဲစဉ်ဖြစ်တဲ့ ပီဇာလေးကိုပဲကျွန်တော်ကြိုက်တယ်ပီဇာပေါ်ရင်နဲ့ပဲကျွန်တော်တော့ယက်တိချင်ပါတယ်နောက်တစ်ပွဲကကျွန်တော်စပိန်လာလီကာတဲကကျွန်တော်အချင်းနဲ့ရူရဲဆိုတဲ့ပွဲလေးကိုလိုလိုရှင်းလေးသွားလိုက်အောင်အဲ့တော့အချင်းနဲ့ရူရဲဆိုတဲ့အခုလက်ရှိပေးထားတဲ့ဘော်ဒီဇီးရန်ကဒီဒေဒေဇီးရန်ကိုပေးထားပြီးတော့ဂိုးပေါင်းဇီးရန်မှာနှလုံးလုံး90 ဂိုးပေါင်း0ရန်ပေးရတာမြင်ရတယ်ဒီနှစ်သင်းဟတ်တူဟဲ့တွစ်ဆုံလာတဲ့ခုနှစ်လေးနဲ့ကျွန်တော်0ရန်ကြည့်မယ်ဆိုရင်2020နှစ်မှာ HG ရဲ့အိမ်ပေါ်မှာ real society တက်နေတာတွစ်ဆုံလာတဲ့အဲ့တုန်းက real society တက်ပြီး level 100ဇော်ဒီ0ရန်ပေးတာပြီးဇီးဝန်းသူရလက်လေးနဲ့အနိုင်ရရှိအောင်ကစားခဲ့တယ်ထပ်ပြီးတော့လည်း အဲဘလို့ပဲကြည့်ကြည့်ပေါ့နော်အချီရဲ့အိမ်ကွင်းမှာရဲစုံစီတက်သည်အချီကို level 100 level 100ဘော်ဒီဇီးတန်းတွေပေးထားရဲ့ဒါနဲ့ဒီ2025 2026ဘောလုံးရာသီမှာအချီကိုရဲစုံစီတက်ကဘော်ဒီဇီးတန်းမပေးရဘူးဆိုတော့အသာတို့ရဲ့စဉ်းစားစာစဉ်းစားကြည့်လိုက်တော့ဒီနှစ်သင်းရဲ့စပိန်လာလီဂါမှာအဆင့်ရပ်တည်ထားတဲ့တာတီဗယ်လေးကြည့်အောင်အခုလက်ရှိဒါကျွန်တော်တို့တီဗယ်ကြည့်မယ်ဆိုရင်အချီသည်စပိန်လာလီဂါမှာဆိုအဆင့်6နေရာမှာရှိတယ်ရဲစုံစီတက်သည်အဆင့်7နေရာမှာရှိတယ်ဟော ဲ့တော့ကျွန်တော်တို့လက်ရှိ current form လက်ရှိကျွန်တော်အဆင့်ရက်တီမူကြည့်မယ်ဆိုအေချီကတော့မှာ race သူစီထက်တဲ့တော့တာသေးတယ်ဒါပေမဲ့ဒါပေမဲ့ ကျွန်တော်တို့တခြားအရာလေးတွေကြောင့် HC body z လေးခေါင်းမထုတ်ကြရတာဖြစ်တယ်အမှန်ဆို HC နေနဲ့ level 20 level 30လောက် body z ထုတ်မယ်ဆိုတော့ HC ကိုကျွန်တော်ထိုးသားတော်တော်များများရိုင်းသွားမှာကျွန်တော်သိတယ်အဲ့တို့ကြောင့်မို့ဂျေကုနဲ့ပိုကီစီ HC ကိုဒီကျွန်တော်ဈေးမပေးဘဲနဲ့ဒါဒေဒေဈေးဖွင့်ထားတယ်လို့ကျွန်တော်တို့ခံယူထားတယ်ယူဆတယ်အိမ်ဝင်ကားရဖောက်ကြည့်မယ်ဆို HC စီ၅ဘွက်ကစားထားတယ်၃ဘွက်အနံရရှိအောင်ကစားထားပြီးတော့နှစ်ဘွက်သိကြရတယ်ရှုံးဘွက်လုံးဝမရှိတာဘူးအဲ့ဒါကြောင့်မို့ဘိုကီတွေက အဲ့ဂျီကိုအထင်ကြီးနေတာလို့ကျွန်တော်တို့မြင်တယ်ပြီးတော့လည်းအခုလက်ရှိစပိန်လာလီကာမှာသူအင်ငွင်းရှုံးဝဲလုံးဝမရှိတာတဲ့ငါးသင်းရှိတယ်အဲ့ဒီငါးသင်းမှာဆိုကျွန်တော်တို့ရွေးမက်ထရစ်ရှိမယ်ပြီးတော့ဘီလာရီယန်ရှိမယ်တီကိုမက်ထရစ်ရှိမယ်ဘာစီလိုနာရှိမယ် ပြီးတော့ AG အဲ့တော့စပိန်လာလီဂါရှုံးပွဲမရှိတဲ့အသင်း၅သင်းမှာ AG ကလည်းတသင်းပေါင်ဖြစ်တယ်ဆိုတော့ AG ရဲ့အင်ဂူကာရန်ဖော့ဒီမဆိုးဘူးလို့ကျွန်တော်တို့ပြောလို့ရတယ်အဝင်းကာရန်ဖော့ကျွန်တော်ကြည့်မယ်ဆိုရီယယ်ဆိုတဲ့၅ဝက်ကစားထားပြီးတော့၅ပွဲလုံးမှာတပွဲမှအနိုင်မရရှိတာဘူး၂ပွဲတည်ကြတာပြီးတော့၃ပွဲရှုံးသားတယ်ဆိုတော့ဝင်း အဝင်း current fault နိုင်ပွဲမရရှိသေးတဲ့အသင်းပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်အဝင်း current fault မှာဆိုလဲ rare သုစုတက်သည်၄ခုရရှိတာပြီးတော့ဒါခန့်စစ်ကကျွန်တော်တို့၈ခုထိပြန်ပြီးခွင့်ပြုလာတယ်ဆိုတော့ခန့်စစ်ရဲ့ပေးကိုခွင့်ပြုမှုနှုန်းကတပွဲကို၂ခုနှုန်းထိခွင့်ပြုလာတာကျွန်တော်မြင်ရတယ်ဟုတ်ပြီအဲ့တော့ထူးခြားချက်အနေနဲ့ဒီနေ့ညမှာဆိုအိမ်ဝင်းရှုံးပွဲလုံးဝမရှိသေးတဲ့အချီလိုအသင်းနဲ့ အဝေးဝေးနိုင်ပွဲမရှိသေးတဲ့ရွေးဆိုစည်းတဲ့လူအသင်းနဲ့တွေ့ဆုံမှာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ပြိုင်ပွဲဆုံးကစားတာကြည့်မယ်ဆို HC ကတော့အခုနောက်ဆုံး၄ပွဲမှာဆိုကျွန်တော်တို့၃ပွဲတည်ရင်နဲ့တပွဲရှုံးနေတာတော့ကျွန်တော်တို့မြင်ရတယ်။ပြီးတော့ဘာစီလိုနာကိုတော့ဒါအဝေးဝေးမှာ3-1ဆိုပြီးရလက်လေးနဲ့ဒါအဝေးဝေးမှာနေရှုံးနေတာတယ်။ဒါပေမဲ့ဒီယာတီပါမို့တော့ဒါတန်းတက်လာတဲ့အသင်းမှာဆိုရင် HC ကအခုလက်ရှိဒါစပိန်လာလီဂါမှာအဆင့်9အဆင့်9အထိရပ်တည်ထားတယ်ဆိုတော့ပြောမယ်ဆိုရင်တော့ လာချင်းကောင်းတဲ့အသင်းလုံးဝတန်းတဲ့အသင်းမှဆိုရင် performance ကောင်းတဲ့အသင်းလို့ကျွန်တော်တို့ပြောလို့ရတယ်ပြီးတော့လေဒါသူတို့အနေနဲ့နောက်ဆုံးအင်ကွင်းဒါ၄ဘွဲ့မှ၃ဘွဲ့နိုင်တာတော့သူတို့ရဲ့အင်ကွင်းအားသာချက် အိမ်ဝင်းမှာအာပြုတ်ပြီးကစားတဲ့အသေးအိမ်ဝင်းမှာဘယ်အသေးမဆိုအနိုင်ယူကစားမယ်ဆိုတဲ့စိတ်ရက်မျိုးရှိတဲ့အခြေအနေဟုတ်ပြီအဲ့တော့ကျွန်တော်တို့ရေရဆိုစီတက်ကြည့်အောင်ရေဆိုစီတက်ကတော့အခုလက်ရှိဒါပြိုင်ပွဲဆုံးကစားလာတဲ့တဲမှာဆိုရေဆိုစီတက်လီဘီဘာဟို3လူဆိုပြီးရလက်နဲ့အနိုင်ရရှိအောင်ကစားလာတယ်စီဗီလောက်တော့2-1နဲ့အနိုင်ရရှိအောင်ကစားလာတယ်ပြီးတော့ကျွန်တော်စက်တက်ကိုဝန်းတည်ကြအောင်ကစားလာအဲ့တော့စက်တာဒီရေဆိုစီတက်လီသူ့ရဲ့အိမ်ဝင်းမှာဆိုရင်ဒါကျွန်တော်ဘီဘာဟိုလိုသိစီဗီလောက်လိုအသင်းကို ဒါအနိုင်ရရှိအောင်ကစားရတဲ့သူတို့ရွေးဆိုစီတက်ရဲ့ဒါကျွန်တော်တို့အိတ်ဝင်းကာရန်ဖောက်ကမစိုးကောင်းနေဆိုပေမဲ့လေဒါပေမဲ့ခက်တာသူတို့မှာကအဝေးဝင်နိုင်ွယ်မရရှိသေးဘူးအဝေးဝင်မှာဆိုရင်ကျွန်တော်တို့တွေဒါရှုံးနေတာတဲ့အသေးအဝေးဝင်ကာရန်ဖောက် မကောင်းတဲ့အသင်းလို့ဒါကျွန်တော်တို့ user လို့ရတယ်အဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီနေ့ညဒါ head to head ဈေးတန်းနဲ့အခုလက်ရှိခြေသွမ်းနဲ့ကျွန်တော်ရှင်ကြည့်လိုက်မယ်ဆိုတော့ကျွန်တော်ကတော့ edge ဘက်မှာပဲကျွန်တော်ယက်တည်ခြင်းနဲ့ဘာဖြစ်လို့ edge ဘက်မှာယက်တည်ခြင်းနဲ့အဖြစ်အရှင်းရှင်းလေးပဲတွေးဆောင်ထားတဲ့ချိန်မှာဆိုရင်ဒါ ဆိုဒီတက်ဒီအဝေးဝေးကနေလေဗယ်တရာဘော်ဒီဈေးနှောင်းပေးခဲ့တာအခုလက်ရှိခြေသွန်းနဲ့အခုလက်ရှိအိမ်ဝင်းဝင်းကာရဖောင်းနဲ့ကျွန်တော်တို့ချိန်စပြီးကြည့်လိုက်မယ်ဆိုအချီကရွေးဆိုဒီတက်ဆက်အများကြီးအဘက်ဘက်ကနေတာလုံနေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတော့အရှင်ဖြစ်တဲ့အချီဘော်ဒီနဲ့ပဲကျွန်တော်ရက်တိချင်ပါတယ်တကယ်လို့အချီသင်းနည်းနဲ့အနိုင်နဲ့တည်ရပဲကြမယ်လို့ကျွန်တော်တို့ထင်တာပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ရဲ့ဒါဒီနေ့ညစိတ်ကြိုက်ရွေးချယ်မှုပါဆိုရင်တော့ကျွန်တော်ဒီ Delhi City မှာဆိုတော့ဒါကျွန်တော်ဒီ Pizza Body ကိုရွေးချယ်ပေးခဲ့တယ်ပြီးတော့ Spain လာလီဂါမှာဆိုတော့ကျွန်တော်အချီဘော်ဒီကိုရွေးချယ်ပေးနေပဲကျွန်တော်ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ချင်ပါတယ်ထပ်ပြီးတော့ကျွန်တော်ပြောချင်တာကတော့ဒီလိုမျိုးနေ့စဉ်ပွဲကောင်းလေးတွေကိုနေ့စဉ်တင်ဆက်ပေးနေမှာဖြစ်လို့တဲ့ကြောင့်မလို့ဒါကျွန်တော်ရဲ့ Going Buyer YouTube Channel TikTok Channel လေးကို Like and Follow လေးတွေလုပ်ပြီးရပါညီကိုတို့အမြင်နဲ့ရှိ comment တွေမှာဝင်ရောက်ဆွေးနွေးသွားလို့ရတယ်ဒီကိုများစီဒါကျွန်တော် Telegram Joiner ကိုကျွန်တော်နေနဲ့မိတာရဲခံပါတယ် Telegram Channel မှာတော့ကျွန်တော်ကတော့နေ့စဉ်ပေါက်ကြီးလေးတွေပြီးတော့နေ့စဉ်ကျွန်တော်ရဲ့တပွဲကောင်းပွဲစဉ်လေးတွေနဲ့ online ပွဲများပြီးတော့လေဒါကျွန်တော်ရဲ့လက်ဆောင်မောင်းပွဲများတင်ဆက်ပေးနေတာ မို့လို့ဒါ Telegram free channel လေးကို join ထားဖို့ကြွန်နေတယ်ပြတာရခိုင်လာရပါတယ်ထပ်ပြီးတော့လည်းလူလေလူညာပေါ်ခဲ့ကြီးမှာညီကိုတို့ဒီငွေကြေးပိုင်းကိုတရားရခိုင်တော့ထိယုံကြည်စိတ်ချခြင်းနဲ့ဆိုရင်ကျွန်တော်ကိုယ်တိုင်ကျွန်တော်စပွန်ဆာပေးထားတဲ့ UFA မှာ live shop ကစားနိုင်တယ်ကျွန်တော်ကတော့လုတ်ပေးတဲ့နေတစ်ခုပဲရှိတယ်ကျွန်တော်နဲ့တွေ့ဆုံတဲ့ညီကိုတိုင်း ငွေကြေးပိုင်းနဲ့ပတ်သက်လို့90တရားစအဆုံးထင်းအဆုံးရှုံးအလေလွတ်မဖြစ်အောင်ကျွန်တော်အနေနဲ့အာမခံပြီးတော့လှုပ်ဆောင်ပေးနေတာပဲဖြစ်တယ်။ထပ်ပြီးတော့လည်းထိုင်းရောက်နေတဲ့ညီကိုများထိုင်းမှန်ရှိုံနဲ့တင်းစော့ကစားနိုင်နေဆိုတဲ့အကြောင်းကျွန်တော်ပြောချင်တယ်။ထပ်ပြီးတော့လည်းထိုင်းရောက်နေတဲ့ညီကိုများစီထိုင်းဘက်900နဲ့တင်းဒါစော့ကစားမယ်ဆိုရင်ညီကိုတို့ကိုဒါထွန်းနေရအတွင်ပလေယာဘာရှင်အင်ဂျီကိုအိမ်နိုင်ရာရောက်ဒါကျွန်တော်အနေနဲ့ ပို့ပေးမှာပဲဖြစ်ပါတယ်အဲ့တော့ဒါညီကိုများဒီငွေကြေးပိုင်းကိုလည်းစိတ်ချရမယ်ပြီးတော့လည်းဒါပွဲယူချက်မှုပိုင်းမှာလည်းကျွန်တော်စီမှာလာရောက်ဆော့ကစားရုံနဲ့2025-2026 BMI မမပွဲများတရားတည်စားလို့ရရှိမှာဖြစ်တဲ့အတွက်ကြောင့်မို့ညီကိုများစိတ်ဝင်စားရတဲ့ဆိုရင် Telegram Channel တော့လည်းကော Viber နံပါတ်အပေါင်း0983936 3395ကျော်ဆက်သွယ်ပြီးတော့လာရောက်စုံစမ်းလို့ရပါပြီဆိုတဲ့ကြောင့်ပြောကြရင်းနဲ့ပဲကျွန်တော်ဗီဒီယိုလေးဒီမှာပဲရလာချင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုဖြစ်တဲ့လက်ဆောင်ပေါင်းမှာပြန်လည်ဆောင်ပေးကြမယ်အားလုံးပဲကိုလက်